မင်္ဂလာပါရှင်ဝတ်တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုကလန်နဲ့က MND အဖွဲ့ဟာလာရှုံမျိုးကနေပြန်လည်ဆုတ်ခွာခဲ့ပြီးတော့နာဇကတက်တွေနဲ့ဝန်ထမ်းတွေကလာရှုံမျိုးတင်ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ်တရော်ဆိုရကလာရှုံမျိုးကနေပြန်လည်ဆုတ်ခွာဖို့ကိုကလန်နဲ့ကအဖွဲ့ကိုဖိအားပေးခဲ့ပြီးနော်တအောင်လန်နဲ့ကအဖွဲ့ TNN နဲ့အဖွဲ့ကိုလည်း၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးကနေပြန်လည်ရုပ်သိမ်းဖို့ဖိအားပေးခွင့်ရှိနေတဲ့အကြောင်းကို ဒေဥတန်ပိုင်းထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Iron Share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီရင်တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်စဲပေးမှုကြောင့်ကိုကက်လနဲ့ကိုင်း MND တောက်ဖွဲ့ရိယအေဗီလာအတွင်းမှာပဲ၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုမျိုးပေါ်ကပြန်လည်ဆုတ်ခွာပေးခဲ့ရပြီနော်တောင်လနဲ့ကိုင်းအဖွဲ့ TNN နေဟာလည်း ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကနေပြန်လည်ဆုတ်ခွာပေးရပဲရှိရလို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ NASA ကတပ်တွေနဲ့အစိုးရအွန်တန်းတွေဟာလာရှိုမြို့ကိုပြန်လည်ဝင်ရောက်ခဲ့ပြီးနောက်ဧပြီလ27ရက်နေ့ကတရုတ်အစိုးရအဖွဲ့အထူးကိုယ်စားလှယ်တင်ရှိကျွင်းအပါအဝင် NASA ကအစိုးရတာဝန်ရှိသူတွေနဲ့ MNDA အဖွဲ့တာဝန်ရှိသူတွေဟာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဧပြီလ27ရက်နေ့ကပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းလာရှိုမှာ MNDA တပ်ဖွဲ့တွေ ြန်လည်ရုပ်သိမ်းရေးကိစ္စပြီး TNN အဖွဲ့ပြီးပြန်လည်ရုပ်သိမ်းစီမဲ့အစီအဝေးတရက်တေးချလောက်ွယ်ရှိနေတဲ့အကြောင်းကိုတရုတ်ကိုယ်စားလှယ်ကပြောဆိုသွားတယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။ MND ရဖွဲ့ဟာလာရှိုမျိုးကနေပြန်လည်ဆုတ်ပေးကြပြီနော်။တေဘောနဲ့အကြောင်းမဲမှာဝင်ရောက်စကန်းချထားပြီးတော့နေထိုင်နေကြပါတယ်။ MND အဖွဲ့ဟာလာရှိုမျိုးကနေပြန်လည်ဆုတ်ပေးရတဲ့အတွက် TNN နေထိန်းထားတဲ့အကြောင်းမဲတေဘောနဲ့ ကုတ်ခိုင်သုံးမြို့နယ်ကိုတောင်းဆိုခဲ့တာပဲရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တယ်လို့ MND အဖွဲ့နဲ့ TNN အဖွဲ့ကြားထိတိုက်တွေးဆမှုတွေပို့တိုင်းမှုတွေဖြစ်လာနိုင်ပွဲရှိရဲဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ AB လ21ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း TNL နဲ့ပတ်သက်တဲ့နယ်မြေပိုင်းခြားရေးကိစ္စထည့်သွင်းဆွေးနွေးတာမျိုးမရှိခဲ့ပေမဲ့အနာဂတ်မှာတရုတ်ရဲ့ဖိအားတွေက TNL စီကိုပုံစံတမျိုးနဲ့တက်ရောက်လာနိုင်ပွဲရှိနေပါတယ် တရော့အထူးကိုဇလဲဦးဆောင်နေကိုဇလဲအဖွဲ့နာစကအစိုးရအဖွဲ့နဲ့ MND အဖွဲ့တာဝန်ရှိသူတွေပူပေါင်းပါဝင်တဲ့ဆွေးနွေးပွဲအတွင်းသဘောတူညီချက်တွေရရှိခဲ့ပြီးအဲ့ဒီချက်တွေထဲမှာရွေးကောက်ပွဲကလထိတရုတ်ရဲ့စောင့်ကြည့်အဖွဲ့ကလာရှိုးမြို့မှာရုံးထိုင်မှာဖြစ်တယ်လို့ဝါတိုင်းရင်သားလည်းနဲ့ကအဖွဲ့ UWSC ရဲ့ပြည်ပဆက်ဆံရေးရှုံးကိုလာရှိုးမြို့မှာဆက်လက်ဖွင့်ထားမယ်လို့သိရပါဗျ။ မြန်မာနိုင်ငံရဲ့အရှေ့မြောက်ဒေသကုန်းသွေးရအတိကလမ်းမကြီးဖြစ်တဲ့ပြည်တော်စုလမ်းမတစ်လျှောက်ကတိုင်းဒါလန်နဲ့ကအဖွဲ့ရ EAOS စုပ်ပေးရဝယ်ရှိနေသလိုမန္တလေးမြို့ကနေမူစဲအထိ EAO အားလုံးစုပ်ခွာပေးဝယ်ရှိနေပါတယ်။တောင်းလန်နဲ့ကအဖွဲ့ TNN အဖွဲ့ကိုထိန်းပေးဖို့ UWSC ကိုတာဝန်ပေးလိုက်သလိုကြောင်မဲမြို့ကပါစုပ်ပေးဖို့လာရှိမြို့ပတ်ဝန်းကျင်မှာပြန်ခွဲနေရယူထားတဲ့ PDF တွေစီးမဖို့ဆောင်နိုင်ဖို့အတွက် NASA ကဝန်တန်းတွေရဲ့လုံခြုံရေးကို UWS နဲ့ MND ကပူတဲလုံကြုံရေးယူပေးရဖို့ရှိနေပါတယ်။ NASA ကအဆိုအရကိုပိုင်အုတ်ချုပ်ခွင့်ရဝဒေတာနဲ့ကိုကန့်ဒေတာကိုငြိမ်းချစွာအတူရှင်တွဲနေထိုင်နေတဲ့ဒါရငြိမ်းချရေးအတွက်အာမခံချက်ပေးဖို့နိုင်ငံပတိပခမဖြစ်ရင်ညှိနှိုင်းရေးကော်မတီအဖြစ်တရုတ်အဆိုအရကဈာနေဆောင်ရွက်ဖို့စောင့်ကြည့်ရေးရှင်လာရှုံမှာဖွင့်လှစ်ထားပြီးဘူးယာယီလုံကြုံရေးကာလအဖြစ် UWSA နဲ့ MNDAA က သားရုံမျိုးအနေယာယီတက်ဆွဲထားခွင့်ပေးပြီးနားစကတက်ခွက်တွေနေရာယူပေးပါကထွက်ခွာပေးဖို့စားတဲ့အချက်တွေကိုသဘောတူညီကြတဲ့ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာကြရလဲဖြစ်ပါတယ်။လက်ရှိချိန်မှာလာရှုံမြို့ကိုပြန်လည်လွှဲပြောင်းရယူရင်းနဲ့ပတ်သက်ပြီးတော့နားစကအစိုးရနဲ့ကိုကန့်လက်နက်ကိုင်အဖွဲ့ကတစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်နက်ကိုင်အဖွဲ့တွေပြန်လည်စုတ်ပေးမယ့်အထက်မှာကော့ခိုင်၊တိန်နီ၊တိပေါ၊ကြောင်မဲ၊နောင်ကျော်မြို့တွေပါဝင်ပွဲရှိနေပြီးတော့ MNDA ရောတရနနေပါ အရင်မူလနေရာကို ပြန်ဆိုးရပွဲရှိနေပါတယ်။ကျောင်းနိုင်ငံလာရှိုမျိုးကနေ MNDA အဖွဲ့တွေပြန်လဲရုပ်သိမ်းပြီးတော့ NASA ကိုပြန်လဲလွှဲပြောင်းပေးဖို့ဖိအားတွေပေးခဲ့တယ်လို့သိရပါတယ်။တရုတ်ဟာလာရှိုမျိုးကနေပြန်လဲဆုတ်ခွာဖို့ကိုကလနဲ့ကအဖွဲ့ MNDA ကိုလျှက်စစ်မီဖြတ်တောက်ခြင်းစေဝါနဲ့အစားအစာအပါအဝင်လိုအပ်တဲ့ပစ္စည်းတွေပိတ်ဆို့ဖြတ်တောက်ခြင်းတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ တရုတ်အစိုးရကကိုကန်လနဲ့ကန်အဖွဲ MNDA ကိုဖိအားပေးခဲ့တယ်လို့မျိုးတောင်းလနဲ့ကန်အဖွဲကိုဖိအားပေးဝယ်ရှိနေပြီးတော့ဓာတ်ရိုက်ဖိအားပေးဝယ်ရှိနေတယ်လို့ UWS နဲ့ MNDA အဖွဲတွေကတဆင့်ဖိအားပေးဝယ်ရှိနေပါတယ်တရုတ်နယ်လေကိုလနဲ့ခေရန်နဲ့ကုန်စည်စည်းစင်းမှုဖျက်တောက်ပေးဖို့တရုတ်အစိုးရဟာဝါတိုင်းရင်သားလနဲ့ကန်အဖွဲ UWS နဲ့ကိုကန် MNDA အဖွဲတွေကိုဖိအားပေးဝယ်ရှိနေပါတယ်လာရှိုမျိုးကနေကိုကန်လနဲ့ကန်အဖွဲတွေ ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဟာတောင်လန်နဲ့ကအဖွဲအပေါ်လေကြီးမားတဲ့တိတ်ရောက်မှုတွေဖြစ်လာနိုင်ပွဲရှိနေရာတရနယ်လက်နက်ကအဖွဲတောင်ဝရှိသူတွေကြောင့်လက်မည်ကိစ္စအရေးပေါ်အစည်းအဝေးတစ်ခုလုပ်ဖွဲ့ရှိနေတယ်ဆိုပြီးတော့သိရပါတယ်တရနယ်လက်နက်ကအဖွဲနဲ့နှီးဆက်တဲ့ရွှေပြည်မြေသတင်းဌာနရဲ့အက်ဒီတာအဖွဲဝင်တဦးကိုတိုင်ကလည်းကိုကန့်ကိစ္စပီးရင်ထက်မှန်အလဲရောက်လာနိုင်တာကတရနယ်ဖြစ်ွယ်ရှိရလို့၎င်းရဲ့လူမှုကွန်ရက်မှာသုံးသက်ဖော်ပြထားပါတယ် တရနယ်လေးလည်းကအဖွဲနဲ့နေဆက်သူတအူးကကိုကန့်ကိုတော့တရုတ်ကဖုံးတာရွှင်ကိုလက်ခုပ်ထဲထည့်ပြီးအကြက်ကင်ခဲ့ပေမဲ့တရနယ်လေးကိုတော့တရိုက်အကြက်ကင်ဖို့အခက်တွေ့ပါလိမ့်မယ်။ပြီးတော့ကိုကန့်ရဲ့အကျိုးပွားအများစုတရုတ်နဲ့တရိုက်ဆက်ဆက်နေတယ်လို့ကိုကန့်သိမ့်ပိုက်ထားတဲ့နေမြေအများစုကအားပြုအားထားရတာကလည်းတရုတ်ဖြစ်နေရကြောင်းတရုတ်ကကိုကန့်ကိုတရိုက်ဖိနိုင်တာဖြစ်ပါတယ်။တရနယ်လေးကတော့ပုံစံချင်းနည်းနည်းကွဲနေပါလိမ့်မယ်။ဒါပေမဲ့ရွေးကောက်ပွဲလုပ်မယ်နှစ်ကုန်ထိပ် တရုတ်နယ်စကားစကားပုံစံမျိုးမျိုးနဲ့ TNN တပ်ဖွဲ့အပေါ်ဖိအားရောက်လာမှာပါတခုကစီအရာဖိအားပေးသွားမှာဖြစ်ပြီးနောက်တခုကတော့ဝတ်တပ်ဖွဲ့ကိုကန်တပ်ဖွဲ့ကအဖွဲ့တခုခုကနေတဆင့်တယ်ဝိုက်ဖိအားပေးရပါကိုကန်ကိုဖိအားပေးတော့ကလည်းနဲ့အစည်းအဝေးလာနိုင်ွယ်ရှိရဲ့လမ်းကြောင်းကစတရုတ်ကဖြန့်ငါပြန်တဲ့ပိတ်ပင်ထားပြီး TNN တပ်ဖွဲ့ကိုလည်းအဲ့ဒီနေလန်နဲ့အသုံးပြုလာနိုင်ပါတယ်လက်ရှိလောလောဆယ်တော့ကိုကန်တန်နဲ့လာရှုအလွဲပြောင်းရဲနှင်းငယ်ကြာနိုင်အောင်မှဖြစ်လို့ တီအန်အန်လေးပဲနည်းနည်းညင်သက်နေအောင်ပါပါ။ဒါပေမဲ့လာရုပ်အလွယ်ပြောင်းကိစ္စဒီတိုင်းအလွယ်တကူပြီးဆုံးသွားခဲ့ရင်တီအန်အန်လေးဘက်ကိုစက်တိုက်ဖီယာတွေရောက်လာနိုင်တယ်လို့ကြိုတင်ခန့်မှန်းရပါတယ်။တီအန်အန်လေးဘက်ကနေမျိုးတွေဆုံးရှုံးသွားခဲ့ရင်အောက်ပြည်ကတပ်ဖွဲ့တွေအတွက်လည်းထိခိုက်မှုတွေရှိလာနိုင်ပါတယ်ဆိုပြီးတော့သုံးသက်ရှင်းတာထားပါတယ်။လာရုပ်မျိုးက MND တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့ခြင်းဟာ NUG လက်အောက်ခံ PDF အဖွဲ့တွေကိုကြီးမားတဲ့တရားမှုတွေရှိလာခဲ့တယ်လို့ တရနနေအဖွဲ့ကလည်းကိုကံလနဲ့ကအဖွဲ့လမ်းစဉ်တိုင်းလိုက်ခဲ့မယ်ဆိုရင် PDF အဖွဲ့တွေအပေါ်ထမ်းမှန်ပြီးကြီးမားတဲ့တရားမှုရှိလာနိုင်ပါတယ်။ကိုကံလနဲ့ကအဖွဲ့ MNDAA နဲ့တောင်းလနဲ့ကအဖွဲ့တရနနေအဖွဲ့တွေဟာလက်ရှိချိန်မှာ NASA ကထိန်းချုပ်ထားတဲ့မြို့ပေါင်းဒါဇင်ချီကိုထိန်းချုပ်ခွင့်ရထားပေးမယ်။အဲ့ဒီမြို့တွေကိုထိန်းချုပ်နိုင်အောင်တိုက်ခိုက်ချိန်တုန်းက၎င်းတို့အင်အားထက် PDF လနဲ့ကအဖွဲ့တွေရဲ့အင်အားကိုအဓိကထားအသုံးပြုခဲ့ရသလို PDF အဖွဲ့တွေကိုရှေ့တန်းတင်ကအသေးခံတိုက်ခိုက်ခိုင်းတာတွေရှိတယ်ဆိုပြီးတော့ဝေဖန်ကြတွေမြင့်တက်ခဲ့ပါတယ်။တိုင်းသားလက်နက်ကအဖွဲ့တွေဟာ၎င်းတို့အကျိုးစီးပွားတိုင်း PDF လက်နက်ကအဖွဲ့တွေကိုအတုံးချခဲ့ခြင်းမျိုးဖြစ်တယ်ဆိုတာ MNDA တပ်ဖွဲ့တွေပြန်လည်ရုပ်သိမ်းခြင်းကသက်သေပြနေပါတယ်။ဒါကြောင့် PDF လက်နက်ကအဖွဲ့တွေအနေနဲ့တိုင်းသားလက်နက်ကအဖွဲ့တွေအကျိုးစီးပွားအတွက်ဘဝပြက်ခံ အသက်သေကံမလားဆိုတာစဉ်းစားရမယ့်အချိန်ရောက်နေပြီလို့လည်းသုံးသက်ပြောဆိုတာတွေရှိခဲ့ပါတယ်။ စီရင်နေနိုင်ငံရေးအကြောင်းအရာတွေကိုရှင်းသားနေသူတအူဖြစ်တဲ့စာရေးဆောင်မင်းထက်ကျော်စောက PDF လူငယ်တွေများခင်ဗျာအကိုတို့ညီတို့စဉ်းစားကြပါလက်ရှိခြေအနေဟာ NUG အတွက်ခက်ခွဲမကောင်းတော့ပါဘူး NASA ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောလာတဲ့မလေးရှားတောင် NASA ကဥက္ကဋ္ဌကိုလက်ခံပေးဆောင်ရတဲ့ဆိုကြဲကနိုင်ငံရေးစစ်မျက်နှာမှာ NASA ကအနေနဲ့တရားဝင်အသိအမှတ်ပြုခံလိုက်ရပါပြီရွေးကောက်ပွဲလုပ်လိုက်ရင်ပို့ပြီးတော့အသိအမှတ်ပြုကြအောင်ပါ ဒေသနဲ့ပြောင်းလဲလာတဲ့နိုင်ငံရေးရည်ချိန်အရတရုတ်ဟာအမေရိကန်နဲ့ trade war ကိုအကြီးကျယ်စော်နေရပြီဒီလိုအခြေအနေမှာမြန်မာကိုသူတို့အနေနဲ့စင်မီပေးတောက်မှာမဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့စင်မီတောက်နေရင်သူတို့ရဲ့ business တွေဖြစ်တဲ့တောက်ပြူရှိနဲ့စီမံကိန်းတဘာဝတံငွေနဲ့ကုန်သွယ်ရေးကိုတိုင်ပတ်သွားမှာလေ။အဲ့ဒီအတွက် MNDA ကိုတော့အတင်းပြာပေးခဲ့တာတွေ့ရမလား။တစ်ဖက်မှာလည်းအမေရိကန်ကလည်းစက်ထောက်ပတ်မှာမဟုတ်တဲ့အတွက် NUG အနေနဲ့တောင်တိုင်ပတ်လာနေရဲဆိုတာ သိကြမှာပါ။ အမှန်တွေကိုမြင်ကြပါခင်ဗျာအခုတင်နေတာတအောင်းတွေမဟုတ်ဘူးဗမာ PDF တွေဆိုတော့တာပုံကျော်ရဲ့စကားကို အမြဲကြားရအောင်ကြပါတိုင်းသားလည်းနဲ့ဂိုင်းဆိုတော့ MNDAA TNL UWSA AA နဲ့ KNU ဟာသူတို့လွတ်မြောက်ခွင့်အတွက်တိုက်နေကြတယ်ဆိုတာအခုလက်ရှိသိမ်းပိုက်ရရှိထိုင်နေမျိုးတွေမှာ NUG ရုံးဆိုင်ခွင့်မရတာတက်သေးပါပဲနိုင်ငံရေးဖွဲ့စည်းပါဆိုတဲ့ NUG ကိုတော့ဒီလိုဆက်ဆံမှာတော့ကိုညီတို့ကိုအကိုတို့ PDF ဆိုတာ သေးနေတော့မရှိပါဘူး။အဲ့တော့စစ်တုရင်ခုံပေါ်မှာပုံးဆက်အဖြစ်ခံပြီးဆက်ဆက်တိုက်မလား။စစ်တုရင်ခုံပေါ်ကနေရုံးထွက်ပြီးကိုယ့်ရဲ့မူလနေရာပြန်သွားမလား။ရွေးချယ်ဖို့အချိန်တန်ပါပြီခမညာဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်ရှင်။